ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အီချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမြောင်လိုင်းဟာအေယော်ရီတိုင်းဒေသကြီးပသိမ်မြို့မှာရှိတဲ့ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ယမိယဖများအောင်အော်တိုဝါလာ၁၉ရက်နေ့မော်လယ်ပိုင်းမှာတွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအောင်ဆွေးနွေးပြောကြားပါသည်။ ရှေးဦးစွာနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာယီကော်မရှင်ဥက္ကဋ္ဌပို့ချုံမှုကြီးမင်းအောင်လိုက်နှင့်ဇနီးတော်ဂျူဂျူလာတို့ဟာပသိမ်မျိုးတို့ရောက်ရှိရာဌာနဆိုင်ရာတာဝန်ရှိသူများယမိယဖများကယင်းဤနှွေးထွေးစွာကြိုဆိုနှုတ်ဆက်ပါသည်။ အဲဒီနောက်နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေချမ်းသားရရေးကော်မရှင်ဥက္ကဋ္ဌဟောင်းပတ်သိမ်မျိုးရှိဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရမီရဖများအောင်မြို့နယ်ခမ်းမမှတွေ့ဆုံပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအောင်ဆွေးနွေးပြောကြားပါသည်ရှိဥစွာအေယာရီတိုင်းဒေသကြီးဝင်းကြီးချုပ်ကဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများနဲ့ပတ်သက်၍ရှင်းလင်းတင်ပြပါရစေ။ အိမ်နောက်မြို့မိမြို့ဖားများနဲ့လုပ်ငန်းရှင်များကလမ်းမဆက်သွယ်ရေးကောင်းမွန်အောင်ဆောင်ရွက်ပေးစီလိုမှုအစမီဘတ်ဆောင်သုံးအကစားအတွင်တိစောက်ပေးစီလိုမှုနိုင်ငံတော်ရဲ့ကိုညီပံ့ပိုးဆောင်ရွက်ပေးမှုများကြောင့်အေရီတိုင်းဒေသကြီးအတွင်းစိုက်ပျိုးရေးလုပ်ငန်းများပုံမှုတိုးတက်ကောင်းမွန်လာမှုပြီးလောပြည်နယ်များစိုက်ပျိုးထုတ်လုပ်မှုပုံမှုတိုးတက်ထုတ်လုပ်နိုင်ရေးကိုညီဆောင်ရွက်ပေးစီလိုမှုစပတ်ကွန်လောင်စာသုံးရစစ်တပ်အားထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု MSME က ကုန်ထုတ်လုပ်ငန်းများအားနိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပါသည်။အိမ်နောက်ပြည်တော်စုဝင်ကြီးများနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်ဝင်ကြီးချုပ်တို့ကလမ်းမဆက်သွယ်မှုများမြန်ဆန်ချုံးဝေမှုရှိစေရေးဆောင်ရွက်ပေးလျက်ရှိမှုမြေကြောင်ထိမ့်သိမ်းရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှုလေကြောင်ခီးစင်းများ တိုးချိတ်ပြည့်စွဲနိုင်ရေးရာထားဆောင်ရွက်ပေးလျက်ရှိမှုစိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများစိုက်ပျိုးနိုင်ရန်အတွက်ချင်းငွေများရရှိရေးနိုင်ငံစီပွားမြင့်တင်ရမုံငွေနှင့်ဆောင်ရွက်ပေးလျက်ရှိမှုများစိုက်ပျိုးမြေများတိုချိန်ရမှဥပဒေစီမင်းစည်းကမ်းများနှင့်အညီဆောင်ရွက်ရန်လိုအပ်မှုစိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်တဲ့လူသားအရင်းမြင့်များမွေးထုတ်ပေးနိုင်ရေးစိုက်ပျိုးရေးမွေးမြူရေးအခြေခံပညာအထက်တန်းကျောင်းများဖွင့်လှစ်တင်ကြားပေးလျက်ရှိမှုတို့ကိုရှင်းလင်းတင်ပြပါသည်။ အေးနော်နိုင်ငံတော်ရာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်သားယာယီကော်မရှင်ဥက္ကဋ္ဌကအေရီတိုင်းဒေသကြီးရဲ့လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက်လာရောက်ခဲ့ခြင်းဖြစ်ကြောင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရမှာအထွန်းနှုံများကောင်းမွန်အောင်ဆောင်ရွက်ရန်လိုသလိုအရေးအသွေးကောင်းမွန်နှင့်ထုတ်ကုန်များဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်းအဓိကအနေနဲ့လုံသက်များအကျိုးခံစားနိုင်ရန်အထွန်းနှုံများကောင်းမွန်အောင်ဆောင်ရွက်သွားရန်လိုကြောင်းစိုက်ပျိုးဧကများမှတ်ကန်ရ ရန်နဲ့အထွတ်နှုံများတိုတက်မှုရှိရန်လိုကြောင်းစိုက်ပျိုးရေးနှင့်ပတ်သက်၍မြေကို စနေတကြားအသုံးချရန်လိုကြောင်းရေနံကွေးများကို စနေတကြားအသုံးချဆောင်ရွက်မည်ဆိုပါက အတားငါထုတ်လုပ်မှုကဏ္ဍမှာအေရီတိုင်းဒေသကြီးအနေနဲ့ထိတ်ဆုံးမှရှိနေမှာဖြစ်ကြောင်းစိုက်ပျိုးရေးလုပ်ငန်းများကို ပန်းနိုင်ရီမတ်ချက်ပြည့်မီအောင်ဆောင်ရွက်သွားရန်လိုကြောင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးကုန်ထုတ်လုပ်ငန်းများတိုးတက်လာမည်ဆိုပါကပြည်ပပုံကုံများတိုးတက်လာပြီးနိုင်ငံခြားငွေများပုံမတိုးတက်ရရှိလာမှာဖြစ်ကြောင်းအေရီတိုင်းဒေသကြီးမှာပေါ်ဆန်းမွေးဟာအမှန်တကယ်ကောင်းမွန်တဲ့အမျိုးအစားဖြစ်တဲ့အတွက်ပေါ်ဆန်းမွေးကို တိုင်းဒေသကြီးရဲ့ brand တစ်ခုအ အဖြစ်ဆောင်ရွက်နိုင်ရန်လိုကြောင်းစီဖူလုံရေးနှင့်ပတ်သက်၍စီထွက်သီးနှံများကိုစိုက်ပျိုးနိုင်ရန်ဆောင်ရွက်သွားရန်လိုကြောင်းမွေမြူရေးနှင့်ပတ်သက်၍တိုင်းဒေသကြီးအတွင်းတရိษံအစားအစာများထွက်ရှိကြောင်း ကြက်ဝက်စိတ်နွားများကိုပုံမိုတိုချဲ့မွေးမြူဆောင်ရွက်သွားမည်ဆိုပါကများစွာအကျိုးဖြစ်တွန်းစီမှာဖြစ်ကြ။ပညာရေးကဏ္ဍနှင့်ပတ်သက်ပြီးမိမိအနေနဲ့တန်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြ။တိုင်းဒေသကြီးနှင့်ပြည်내များအလိုက်အာဂစားကွေးများအစင်းမြစ်တွင်တိဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးသလိုအစင်းမီရေကူးကန်များကိုလည်းတိဆောက်ပေးလျက်ရှိကြ။ကျန်းမာရေးဆောင်ရှားမှုနှင့်ပတ်သက်၍နိုင်ငံတော်အနေနဲ့တန်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြ။ မြေယာနဲ့ပတ်သက်၍မြေလိုမြေရိုင်းများအောင်အမှန်တကယ်စိုက်ပျိုးသွားမယ်ဆိုပါကခွင့်ပြုဆောင်ရွက်ပြီးမှဖြစ်ကြ။ရှိပြီးဖြစ်တဲ့တပေတတော်များရှင်တန်ဖြစ်ထိုးစီရင်နဲ့အရာဝီတိုင်းဒေသကြီးမှာဝါများပေါများစွာထွက်ရှိတဲ့အတွက်ဝါအခြေခံနဲ့ထုတ်ကုန်ပစ္စည်းများပုံမိုတိုးတက်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းမိမိတို့အနေနဲ့ဒီဇင်ဘာလအတွင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်ပြီးပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအကြောင်းမျိုးမျိုးကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မျိုးနွယ်များကိုကြားပြတ်ရွေးကောက်ပွဲကျင်းပချိန်မှာဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းရွေးကောက်ပွဲဟာနိုင်ငံအတွက်အရေးကြီးတဲ့အတွက်ရွေးကောက်ပွဲအောင်မြင်စေရေးအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးစီလိုကြောင်းနဲ့ပြောကြားပါတယ်။ ဟိန်နောင်နိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အီချန်းအသားယာယီကော်မရှယ်ဥက္ကဋ္ဌဟာခင်ချင်းပြသထားတဲ့ ERI တိုင်းဒေသကြီးအတွင်းမှာရှိတဲ့အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေး MSME လုပ်ငန်းများမှထွက်ရှိတဲ့ထုတ်ကုန်ပစ္စည်းများအောင်စိတ်ပါဝင်စားစွာနဲ့လေလေကြည့်ရှုပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်လိုအပ်တာများလမ်းညွှန်မှာကြပါရစေ။ အရင်နောက်နိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အီချန်းတာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဟာပသိမ်မျိုးရှိအာဂဇာနှင့်လူငယ်ရေးရဝင်ကြီးဌာနအာဂဇာနှင့်ကာယပညာဦးစီးဌာနအာဂဇာနှင့်ကာယပညာသိပ်ပံပသိမ်တိဆောက်နေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီးတောင်းရှိသူများရဲ့တင်ပြချက်များအပေါ်လိုအပ်တာများလမ်းညွှန်မှာကြားပါရစေ။ အဲ့နော်နိုင်ငံတော်လုံးချုပ်ရှင်နဲ့အေဂျန်တရားရေးကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာ ARV တိုင်းဒေသကြီးအစင်မြေရေကူးကန်ပတ်သိမ်းတိဆောင်ပြည်စည်းနေမှုနဲ့ရေကူးကန်အတွင်အခြေခံရေကူးနဲ့ဒိုင်ပင်တင်နန်းသားတင်နန်းသူများ ရေကူးလေးချင်းနေမှုများကိုကြည့်ရှုအားပေးပါတယ်။ အိနောင်နိုင်ငံတော်လုံခြုံရေးနှင့်အီဂျန်အသားရာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဟာပတ်သိမ်းလေးစိတ်တို့ရရှိပြီးအစီအွေကံမှမှပို့ဆောင်ရေးနှင့်ဆက်သွယ်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးကပတ်သိမ်းလေးစိတ်အစီအမြင့်တင်ဆောင်ရွက်နေမှုများနဲ့ပတ်သက်၍ရှင်းလင်းတင်ပြမှုများအပေါ်ပတ်သိမ်းလေးရင်ခွင့်အောင်ခရီးသွားကဏ္ဍမြင့်တင်နိုင်ရေးအတွက်အစီအမြင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလုပ်ငန်းများဆောင်ရွက်ရမှာစနစ်တကျနှင့်တမတ်ကာလအတွင်းပြည်စည်းအောင်ဆောင်ရွက်သွားရန်လိုကြောင်းလမ်းညွှန်မှားကြားခဲ့ကြ ောင်းသိရပါတယ်ရှင်။